ဂျက်ရှွာဘိုင်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ Brandon Rover ကတော့ဂျက်ရှွာဘိုင်းနဲ့ထွေးရမှာသူ့တက်ဘလောက်ထက်ထိဂျီမာရဲ့ risk ရှိလဲဆိုတော့ပိတ္တိကိုပြောပြလာပါပြီ။မာနီကစ်နဲ့ထွေးရတာချက်ဂျက်ရှွာဘိုင်းနဲ့ထွေးရတာကအရန်ကိုတုံ့လုပ်ဖို့ကောင်းမှာတဲ့ဗျာ။ဘာကြောင့်လဲဆိုတော့ဂျက်ရှွာဘိုင်းကဒါ1 to 10အောက်မှာရှိတဲ့ fighter လို့ Brandon Rover ကပြောပါတယ်။ဒါကြောင့်မလို့သူသာရှုံးသွားရင်သူ့ဘဝကြီးကရေဆုံညှောသွားမှဖြစ်ပြီးတော့လုံးဝကို သူ့ရဲ့ career ကလည်းအဆက်ကွဲသွားမှာဖြစ်တဲ့အတွက် Joshua Ban ကို လက်ခံထိုးရတာက Money Kim နဲ့ထိုးရတာထက်များစွာအခက်အခဲရှိကြောင်း PR များကြောင်းကိုဝန်ခံလာခဲ့တာဖြစ်တယ်ပေါ့နော်။ကျွန်တော်ဒီကိစ္စတွေနဲ့ပတ်သက်ပြီး Brandon Roby ရဲ့ interview တစ်ခုလုံးကိုကျွန်တော်ပြောပြပါမယ်။ကျွန်တော်ကားတဲ့ Joshua Mai ရဲ့ပြစ်တပါတွေဘန်းနဲ့ပြောင်းလဲပွဲဖြစ်လိုက်တဲ့အတွက်ကြောင့်ပဲတဲ့ကျွန်တော် dress sign က main cut ကောင်းစင်အောက်ကိုရောက်သွားတာလေတဲ့ဒါကအိတ်ကျင်းနဲ့ဆရာကောင်းတဲ့အချက်ပေါ်တဲ့သူကစားပုံကစိတ်လှုပ်ရှားဖို့ကောင်းပါလေ ီကစားနည်းရဲ့ပြစ်သက်တယောက်ဖြစ်နေတာကိုကုတ်ကိုမချေနပ်မိပါဘူးဗျာတဲ့လွန်ခဲ့တဲ့၃ဘတ်လောက်ကဗန်ပွဲချင်းနဲ့ငါတို့စီမှာနောက်ထပ်စောင့်ချရမယ့် fighter တယောက်ပေါ်လာပြီဆိုပြီးပြောနေတုန်းမှပဲသူနဲ့ပွဲထိုးရမည်လीအဲ့ဒီတော့လဲစော်ကြတာပေါ့ဗျာကျွန်တော်ကဒီ tourist style ကိုတကယ်ကိုသဘောချတာပါလို့ brander roba ကပြောရိစိတ်ထဲမှာတော့တဲ့ဂျမ်းမဲ့ကောင်းတယောက်နေပေါ့နော်အမှန်ကန်စော်ရမယ်လို့မှတ်ယူထားပါတယ်လို့သူကဆက်ဆိုရိ ရင်းဆိုင်ကစားဖို့ခက်ခဲတဲ့ပြိုင်မဲ့မျိုးကိုစီမရှိတဲ့အခြေအနေကောင်းတဲ့အားလုံးကိုလက်လွဲယူဖို့ကြိုးစားမယ်ပြိုင်မဲ့မျိုးနဲ့ထွေးရမှာဖြစ်ပါတယ်ပြောရရင်သူ့အတွက်ဘာဆုံးရှုံးစရာမှမရှိသေးတဲ့အောင်ကျွန်တော်တို့တော့အန်ဒီရဲ့လွန်များလွန်တဲ့တက်လူဖိုက်တာနဲ့ရင်းဆိုင်ရတာပါဒီပွဲကနေသူ့အနေနဲ့ဘာမှဆုံးရှုံးစရာမရှိပါဘူးရလာမယ့်ရာတိုင်းကအမျက်တွေကြီးပါပဲ ကျွန်တော်ကတော့ဒီပွဲကိုရှုံးလိုက်တာနဲ့အခြေအနေကောင်းနေအောင်ဆိုးရှုံးသွားမှာပါအဲ့ဒီတော့ဆိုရင်စရာကောင်းနေအနေထားတခုပေါ့ကျွန်တော်အထင်ဒီပွဲက ranking သတ်မှတ်ချက်အဆင့်30အပြင်ဘက်က fighter မျိုးပထမဆုံးထွေးရခြင်းထင်ပါရီ ranking သတ်မှတ်ချက်တွေကဘလို့မှန်းလဲတိတိကျကျကျွန်တော်ကတော့မသိပါဘူးဒါပေမဲ့ကျွန်တော်အတွက်တော့အတော်ကိုစွန့်စားမှုကြီးမာရေးပွဲတစ်ခုဆိုတာကတော့နားလည်ထားရလို့ Brenda Rover ကပြောပြလာခဲ့တာပြီးဖြစ်ပါရီဟုတ်ပါရီ Joshua Van ပြောတာမှန်ပါရီဒီပွဲက Joshua Van အတွက်ရှုံးရှုံးနိုင်နိုင်ကျွန်တော်တို့သိအရေးမကြီးဘူး နိုင်သွားရင်တော့တကယ်ကို share ပေးပေါ့ဗျာကျွန်တော်လာမယ့်လာမယ့်အတွင်းမှာ champion စိန်ခေါ်လို့ရပြီ damage ဖြစ်တဲ့ brandon rover တက်တော့ဒီပွဲကိုရှုံးသွားပြီဆိုရင်ဒုက္ခအကြီးကြီးရောက်သွားပါလိမ့်မယ်တကယ်ကိုမှ risk ကြီးပြီးတော့ PR များတဲ့ဂျိုင်ပွဲကြီးပဲဖြစ်ပါတယ်